ဘာတွေစဉ်းစားခဲ့သူဘာတွေဖန်နှီးခဲ့ရဲဆိုတာကျွန်တော်တော်တော်သိပါတယ်တော်တော်လေးသိပါတယ်အဲအဲ့တော့ကျွန်တော်သူ့ကျွန်တော်ယုံကြည်တယ်ကျွန်တော်သူ့ကိုယုံကြည်ရကျိုးကျွန်တော်နဲ့တယ်ကျွန်တော်ဆုံးရမှန်တယ်လို့ကျွန်တော်ခံစားရပါတယ်ကျေးဇူးများပါတယ်ကျောင်းတော်ကြီးပါခမရပြောသလိုကြွားမှာဟာစေစနာနဲ့ပြောနေတာခမရကိုစကားလူလိုပြောနေတာနော်ဟောတကယ်လဲဟိုကျွန်တော်ကကောမဒီဒရာမာရိုက်တာများတယ်ဒီကတော့ဟိုဒရာမာများတာပေါ့ဒရာမာများတော့ပြည်သက်နဲ့ကျွန်တော်တို့အကြိုက်နဲ့ပြည်သက်အကြိုက်နဲ့ထပ်တူကြပါမလားလို့စိတ်ပူလာလေးတခုပါကျွန်တော် လေးဖိုင်လိုက်ကိုကြီးကိုကြီးတို့ဒီကားရိုက်တဲ့အချိန်တော့အကြီးလေးနဲ့တက်တဲ့ကျွန်တော်တက်တဲ့ကြတယ်ဒါနဲ့ကန်ကောင်းတာကျွန်တော်တို့ရိုက်တဲ့ရွာလေးကတခွန်တိုင်းဆွဲရွာလေးကအဲ့ဒီရွာပဲကွက်ပြီးလွတ်လုံးဝအဲ့ဒီရွာလေးပဲကွက်ပြီးလွတ်နေကြံတာအကုန်ဖြစ်ချစ်စီဟာကောင်းတယ်လို့ထင်လို့ဒီလိုပုံလေးဆွဲတာပါခွာဟုတ်တယ်မလားမဟုတ်ပါဒီကားလေးကအောင်စင်အောင်မောကတော့ကျွန်တော်တို့ 98မြစ်တာဘွယ်နဲ့1900မြစ်တာဘွယ်နဲ့ရောထားတဲ့ဈေးလက်ဒေတာရဲ့ဟာပေါ့ကျွန်တော်တို့အချစ်ဇလန်းလေးပေါ့ဟုတ်အများကြီးကစိတ်လုံချားစရာမရှိအောင်ဒါလေးအကုန်လုံးညီကိုတွေပဲဆိုတော့လေရရတာအဆင်ပြေပါတယ်အဓိကတော့ကိုဖြိုးပေါ့ကိုဖြိုးကနေပြီးတော့မှဒီဇကားဖြစ်လာဖို့အတွက်တယ်ဆောင်တာပေါ့အကုန်နဲ့ဇကားနှကားရိုက်ချင်တယ်ဆိုပြီးတော့နှကားရိုက်ဖို့ဆိုပြီးတော့သူစီစဉ်တာပေါ့ကိုဖြိုးစီစဉ်တာပေါ့စီစဉ်တော့ရှိတဲ့ဇက်ကလေးပြောပြတဲ့ခါကျတော့ကိုဖြိုးကဒီဇက်လေးရဲ့နောက်ထပ်ဇက်လေးတွေပေါ့နှစ်ပုတ်ပေါ့နော် ကြိုက်တယ်သူကြိုက်တယ်ဒုတိယကားကတော့သူကြိုက်လို့သူစီစဉ်ထားတဲ့ကားလေးကိုနှံ့လို့ဝိုင်းပြီးတော့ပြန်ပြင်ရပြီးလောက်ကြတာပေါ့နော်အာငါမှုန်နိုင်မဲ့90ရေကတော့မကြခင်တွေ့ရမှာပေါ့နော်ဒါလေးကတော့ပထမဆုံးယုံတင်ဖြစ်သွားတဲ့ကားပေါ့ဟုတ်ဟောအော်ဒီလိုပါဟိုဟာသားရိုက်တယ်ဆိုပေမဲ့ကျွန်တော်တို့အခင်လို့ဆိုတာနော်ပူဖုံးငယ်တို့ကျွန်တော်တို့ကငငယ်ကလေးတွေကကျွန်တော်တို့ကလူလူဖြစ်တဲ့ဒီလောကထဲမှာလူဖြစ်တဲ့လာခဲ့တာနောက်ပြီးတော့ကူကင်လိုင်းကြတော့လေလေ သူဘလို့ဖြစ်တန်းလာလဲဆိုတော့ကျွန်တော်ကျွန်တော်အသိဆုံးပဲလေနော်ရုပ်ရှင်နဲ့ပတ်သက်လို့ဆိုတော့အဲသူဘလို့လူတွေနဲ့သူတူနေခဲ့လဲဘလို့လူတွေသူလုပ်တွေလုပ်ခဲ့လဲသူဘာတွေစဉ်းစားခဲ့သူဘာတွေဖန်တီးခဲ့လဲဆိုတာကျွန်တော်တော်တော်သိပါတယ်တော်တော်လေးသိပါတယ်အဲအဲ့ဒါကြောင့်သူကျွန်တော်ယုံကြည်တယ်ယုံကြည်လို့ကျွန်တော်အဲဘလို့ခေါမလဲအဲလူတွေကိုပြောပြကြတာပြောပြကြအောင်နော်ကျွန်တော်ကျွန်တော်ကိုယ်ကကျွန်တော်ယုံတယ်ဗျာကျွန်တော်ယုံတယ်အဒီကားထဲမှာဆိုရင်ဒီကိုနေတို့ပါတယ်ကျွန်တော်ပါတယ်တာရွန်ပါတယ်ဖြူလေးပါတယ်ဟုတ်လားမင်းသားလေး၃လေးရောက်ပါတယ်အဲဒါပေမဲ့ဘယ်သူဘယ်သူမှ မနစ်နာမနစ်နာတူတူမှလည်းပိုလည်းမသွားရော့လည်းမသွားဘာမှလည်းဖြစ်မသွားဇလန်းလေးပဲဇလန်းလေးရမ်းမိုက်တယ်အဲကျွန်တော်သူ့ကိုယုံကြည်ရကျိုးကျွန်တော်ငတ်တယ်ကျွန်တော်ဆုံးရှင်မှန်တယ်လို့ကျွန်တော်ခံစားရပါတယ်ကျေးဇူးများပါတယ်အာဖုန်းငယ်နဲ့လည်းစုံပြစ်သွားတာပေါ့နော်ဖုန်းငယ်နဲ့လည်းမစုံတာကြာပြီလေအာဒါတွေကညီရင်းတယ်လို့ပဲနေကြတာဆိုတော့ဒီနေရာလေးကလည်းသူနဲ့လိုက်တယ်ဆိုပြီးတော့အာသူ့ကိုကြံနေတဲ့ခါမှာသူကလည်းကြိုက်တော့ရိုက်ဖြစ်သွားတာပေါ့နော်ကျွန်တော်ကလေဒီကားလေးကိုရိုက်ကြတယ်အရန်ကြိုက်ပါတယ်ဒါနဲ့တခုပဲဝင်းနေကကျွန်တော်တို့ယုံဆန်းတဲ့ခါမှာတော့နည်းနည်းကျွန်တော်စိတ်ပူတာပေါ့နော် ဟိုကျွန်တော်ကကောမဒီဒရမာရိုက်တာများတယ်ဒီကတော့ဟိုဒရမာများတာပေါ့ဒရမာများတော့ပြိသက်နဲ့ကျွန်တော်တို့အကြိုက်နဲ့ပြိသက်ကြိုက်နဲ့ထပ်တူကြပါမလားလို့စိတ်ပူလာလေးတခုကျွန်တော်ကတော့ယုံကြည်ပါတယ်ယုံကြည်ပါဆိုတော့ဒါကျွန်တော်တို့အားလုံးယုံကြည်ရအောင်ကျွန်တော်တို့အားလုံးအကောင်းဆုံးကျွန်တော်တို့လုပ်ထားကြပါတယ်ပြိသက်နဲ့ကျွန်တော်တို့ ਨੇ ကွက်တီဖြစ်မှာသိရတယ်သိရတယ်သိရတယ်ဟဲ့မကြောင်ကြီးမင်းဒီနေ့ဝတ်ထားတဲ့အင်ကြီးရောင်ကငါကျမနဲ့တိုက်ဝက်လားဟုတ်ဒီကောကျွန်တော်ဟိုစာပြီးရိုက်ရိုက်မယ်ဆိုတော့မကူကလန်နဲ့ဟို ဟိုပြည်ဝင်စုံနဲ့လည်းကျွန်တော်တို့စုံနာကြားလာပြီ။ကြားလာပြီ။တော်ကြားပြီ။ဒီကမှပထမဆုံးပြန်ပြန်ဆောင်ရဆိုတော့ကျွန်တော်လည်းဝမ်းသာတယ်ဝမ်းသာပြီးတော့ကျွန်တော်လည်းဒီညမှာအခုပလန်လုပ်ပြောရတဲ့ညမှာဒီတက်ကောင်အနေနဲ့လုပ်လုပ်ဝဲတော့ပြန်ကြိုက်ပြီးတော့ကြိုက်မယ်ကြိုက်တယ်ဆိုတော့ကျွန်တော်လက်ခံတယ်။ဟိုယုံကြည်မှုရှိတယ်။ဒီဒီလီဒီလူကဘာမှပြောနေတာမလို့ငယ်ငယ်တည်းကပြတ်သန်းလာတဲ့လူတွေဆိုတော့လေအဲ့ဒါလည်းကြာလာပြီကျွန်တော်အရင်ဟိုးရင်တော့လည်းကျွန်တော်အဲ့လိုပဲကျွန်တော်အဖေ producer လုပ်ပြီးတော့ video ကျွန်တော်အဲဗီဒီယိုနှစ်ကားရိုက်ပြီးတော့ပေါ်ရမှာအဖေထိုးရတဲ့ကနှစ်ကားအဲ့ဒါအပြုံးလည်းအကုန်လည်းကျွန်တော်နေရာရဲ့ကိုနေပြီ အများကြီးတော့ကျွန်တော်မမျော်လင့်ရဲပါဘူးဒါမှမဟုတ်အခုခေတ်မှာအခုချိန်ခါမှာလည်းပြည်သက်တွေကများသောအားဖြင့်ကောမဒီကိုပဲဟိုဝုန်းဝုန်းဖြစ်ပြီးအားပေးကြတာများလေဒရမာကတော့နည်းနည်းအန်ရီရတော့ကြီးပါတယ်အဲသို့တော်လည်းကျွန်တော်တို့ပေးခြင်းတဲ့ message တွေကျွန်တော်ကြွေးခြင်းတဲ့အရာတွေကိုပြည်သက်ကိုပြောင်းလဲပြီးခံစားစေခြင်းတာပေါ့နော် စားကြည့်စားသုံးစေချင်တာပေါ့နော်ဒီကောင်မတွေ့ရတာကြာပြီကျွန်တော်တို့ပြန်ရိုက်တဲ့အချိန်မှာရိုက်ဖြစ်တယ်ရိုက်ဖြစ်တဲ့အချိန်မှာဒါမှကိုယ်လိုင်းနဲ့မဆုံးပြေဘူးနော်ဒီကဘမောက်ဆုံးပြန်ဆုံးပြေတဲ့အချိန်မှာဘမောက်သားလည်းပြန်ဆုံးရတယ်ပြောပြန်ဆုံးရေးတွေပါကြီးကုန်တာရေးတွေကြီးရေးတွေကြီးတော့အဲ့နေရာတော့ဘာမှမရှိတော့ဘူးအခုတော့ရှိတော့နော်ကျွန်တော်ဒီကောင်ရိုက်တဲ့အချိန်တော့ရေးလေးနဲ့တက်တဲ့ကျွန်တော်တက်တဲ့ကြာဒါနဲ့လှူပြစ်သွားတာပေါ့နော်ကျွန်တော်တို့အဲ့ဒီအချိန်မှာကျွန်တော်တို့ကရိုက်တာတက်ကုန်းမှာတဲပြီးရိုက်ကြအာတက်ကုန်းမှာတဲပြီးရိုက်ကြတော့ဒုတိယရဲ့မြောက်မှာ ရေကြီးတယ်ပေါ့ရေကြီးတော့ကျွန်တော်ရိုက်ခွင်းကိုခဏခဏနားပြီးတော့အဲ့မှာကျွန်တော်တို့လိုက်ပြီးတော့အလူတန်းတွေလိုက်လို့ပေါ့နော်အဲ့ဒါတွေလိုက်လို့ရတယ်။ပြီးတော့ကျွန်တော်တို့အဲတန်းနဲ့ကန်ကောင်းတယ်ကျွန်တော်တို့ရိုက်တဲ့ရွာလေးကတကွန်တိုင်းဆွဲရွာလေးကအဲ့ဒီရွာပဲကွက်ပြီးလွတ်လုံးဝအဲ့ဒီရွာလေးပဲကွက်ပြီးလွတ်တယ်ကျန်တာအကုန်ဖြစ်ကျွန်တော်တဲတဲ့ဟိုတယ်လွတ်တယ်အဲ့ဒီရွာလေးပဲလွတ်တယ်ဒီရွာလေးလေးလွတ်တယ်အဲ့တော့ကျွန်တော်ရိုက်ကွင်းလေးမပြတ်ဘဲနဲ့ကျွန်တော်ရိုက်ကွင်းသွားအဲ့လိုမျိုးပြီးတော့ပတ်ပြီးတော့ပြတ်သွားအတူစီမှာရှိတဲ့ဟာတွေကဟိုကျွန်တော်တို့ယူသုံးတတ်ဖို့ပဲလွတ်တယ်အဲသိလား ဘယ်ဘယ်ဘယ်ဟာရှိလဲဆိုတော့ကျွန်တော်သိတယ်ကျွန်တော်ယူတော့မှုပဲလို့ရတယ်အဲအဲကြောင့်သူကျွန်တော်ယုံကြည်မှုအပြည့်ရှိတယ်သူလည်းကျွန်တော်ထပ်ပြီးတော့အလုပ်တွေလုပ်မှုလည်းအများကြီးရှိသေးတယ်အဲ့လိုပဲဒီဟိုင်းနဲ့မတူရတဲ့ဟာတွေသူမှရှိသေးတယ်ကျွန်တော်သိတယ်အဲ့ဒါကျွန်တော်နှိုက်တယ်ကျွန်တော်ကိုခင်းလဲအောင်နှိုက်တယ်ကောင်းကောင်းနှိုက်တယ်ဘယ်အောင်နှိုက်ပါလဲနှိုက်အားလည်းမနှိုက်ပါနဲ့တာကျွန်တော်ညီကိုတွေကတောင်းတောင်းယုံကြည်တယ်ကိုပြိုးဆိုလို့ရှိရင်လည်းကျွန်တော်ကိုပြိုးကိုဒီနေရာမှာဒီလိုလေးလှုပ်ခိုင်းလိုက်လို့ရှိရင်ကိုပြိုးဘလောက်အထိစွဲတင်လို့ရတယ်ဆိုတာကျွန်တော်သိတယ်တောင်းတောင်းတာ မယုံကြည်ဘဲနဲ့တော့အလုပ်တူတူလုပ်လို့မရဘူးလေယုံကြည်မှုရှိလို့လည်းအလုပ်တူတူလုပ်ခဲ့တယ်ဟုတ်ပါဘူးဗျာကျွန်တော်တို့ကျွန်တော်ကျွန်တော်ပါကျွန်တော်ကြောက်တော့လည်းဗျာအခုတို့ကျွန်တော်နဲ့ဟိုကိုဘုံငယ်ကိုကိုဘုံငယ်ကျွန်တော်နဲ့ဟိုအီရင်နဲ့ကျွန်တော်နေတယ်အဲ့တော့ကျွန်တော်ကလေးချက်တိတ်ချက်တိတ်ဆိုတော့တို့နဲ့တူရှိတဲ့ရှင်တော့ကျွန်တော်လှုပ်ချင်တဲ့စီကူးလေးတွေရှိတယ်အဲကျွန်တော်ရိုက်ချင်တဲ့ဇလန်းမျိုးလေးတွေဟောကျွန်တော်ရိုက်ချင်တဲ့ပုံစံမျိုးလေးတွေပေါ့နော်အထားကတော့အခုလိုမျိုးပေါ့ငါကိုကင်းလောက်တည်းလောက်ခိုင်းပြီးတော့ငါဘယ်လိုရိုက်ချင်တဲ့ဆိုစိတ်ကူးလေးတွေရှိတယ်အဲ့အဲ့လေးတွေကျွန်တော်အခုချိန်မှာဟိုအကောင့်ထဲပေါ်မိတာပေါ့အဲ့ဒီသဘောပါကြီးစရာနော်အဲ့ဆိုရင်ငါတို့တို့ထိုင်းရေတောက်နေလို့မဆွဲလေဘူး နှလုံးသားထဲမှာမင်းတို့ညီကိုတုံးကချစ်စရာကောင်းတယ်လို့ထင်လို့ဒီလိုပုံလေးဆွဲတာပါခွာဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့ချော့တာချော့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 ကျွန်တော်တို့အိတ်ကားရိုက်တုံးကကျွန်တော်ရဲ့တိုင်ရုံရဲ့ဖြူးလေးရဲ့ဆိုရင်လေအဲ့တော့ကျွန်တော်တို့ဟိုရှူတင်သွားလဲတော်တော်အတူသွားကြတယ်ဟိုမှာစားချင်းလာပါညာဒီစားတော့တော့ကျွန်တော်လုံးထားတာကျွန်တော်အိတ်ကားမရိုက်ခင်ကဒီကောင်ကောင်ကျွန်တော်တမင်ကိုကျွန်တော်လုံးထားတာကားကိုကျွန်တော်လုံးထားပေးတာကျွန်တော်တို့အောင်စီအောင်မောင်းဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကတော့အခုလာမယ့်20ရက်နေ့မှာမြန်မာတနင်္ဂနွေမှာရှိတဲ့ရုပ်ရှင်တွေမှာကျွန်တော်တို့ပြသမှာဖြစ်ပါတယ် ြိသက်တွေနဲ့ကျွန်တော်နဲ့ထပ်တူကြမယ်လို့ယုံကြည်ပါတယ်ပြိသက်တွေကြွားရောက်ပြီးတော့အားပေးဝင်ရကြပါအောင်လို့ဖိတ်ခေါ်ပါတယ်အောင်စီအောင်မောင်း20နှစ်ယုံကြပါမယ်ခင်ဗျာ